အမှုပညာလောက်လောက်တဲ့အခါမှာဘယ်လိုပြောရမလဲဝေဖန်တိုက်ခိုက်မှုကတော့ရှိနေမှာပဲချို့ဘယ်လောက်ပဲချို့အကောင်းမဲ့လုပ်နေလုပ်နေချို့မုန်းတဲ့သူကတော့အများအန်းဗပေါင်းဆောင်တိုက်ခိုက်နေမှာပဲလေဆိုတော့အဲ့ဒါကိုချို့ကသူတို့တိုက်ခိုက်တိုင်းချို့ကဟိုစိတ်ညစ်ပြီးကြရှုံးနေချို့ဘာမှဆက်လုပ်လို့ရမှာမဟုတ်ဘူးအဲ့တော့ချို့ကအလုပ်တစ်ခုပေါ်မှာချို့ဇလန်းတစ်ခုပေါ်မှာကာရိုက်တာကိုပဲချို့က ားချူကဒတ်သူမာလေးပေါ့နော်မူမူသူကကျတော့တကောင်ကျွက်တရွာလုံးရဲ့တငယ်ချင်းတွေရဲ့အချစ်တော်လေးပေါ့နော်မူမူကာရိုက်တာကနေပြီးတော့ပါဝင်ပြီးပြုဆောင်လာပါတယ်ဘိုက်ကမင်းဘိုက်လားမူးဘိုက်ကမူးဘိုက်ငါဘိုက်ကငါဘိုက်ရောအဲ့အဲ့ထဲမှာချူကကြတော့ဒီ ဒရမာဘက်သွားတဲ့အရာလေးတွေတော့ပါတယ်ပေါ့အဲ့ထဲမှာမှနည်းနည်းမြုပ်ွက်လေးတွေပေါ့ကြောင်းတက်ခရေကတော့တနခါးကြီးပါလူပါအခုဒီနုပညာလောကဘက်ကိုရောက်လာကမှ နည်းနည်းတဏ္ဍခါးရေတိတ်မလူပြစ်တော့တာလည်းပါတယ်မြန်မာဝတ်စုံတွေမိုးဖြစ်တော့တာတိတ်ပါတယ်အရင်တော့ဆိုမြန်မာဝတ်စုံတွေအရင်ဝတ်ဖြစ်ခဲ့ရေပေါ့နော်ဒါကတော့ဟိုအခုလိုဒီကားထဲမှာပြန်ဝေးရတဲ့အခါမှာလည်းကိုယ့်အတွက်အရင်ကြီးတော့ခက်ခက်ခဲခဲတွေပြီးတော့ရှိမနေပါဘူးပြင်ကြလို့ရှိရင်ရုပ်ကတစ်မျိုးကင်မရာထဲမှာတစ်မျိုးဆိုရင်ချို့တိတ်ပြီးချို့စဟန်နဲ့ဒီပုံနဲ့မတွဲမိတဲ့အခါတွေမှာချို့အရင်စိတ်တက်ကြခဲ့တဲ့အခါမျိုးတွေရှိတယ်အဲ့အခုနောက်ပိုင်းပြန်ပြီးတွေးကြည့်လိုက်တဲ့အခါကျတော့လေဟိုဘာဖြစ်ဖြစ် ကိုကဒီ character အမြဲတမ်းအမျိုးမျိုးတယောက်ဆောင်နေရတဲ့အခါကျတော့ကိုရဲ့ဒီဝတ်စားတွေ hair style တွေချိန်လိုက်တဲ့အခါမှာရုပ်ပြောင်းရုပ်လွဲလေးဖြစ်နေတာကဒါကို့အတွက် blessing တစ်ခုလို့သတ်မှတ်လိုက်တယ်ပေါ့နော်အရင်ခက်ခက်ကြဲကြဲ changes လုပ်ဆရာမလို့တော့ဘောနော်ဘာဖြစ်ဖြစ်ချူရဲ့စူးစမ်းမှုလေးကနေရာတနေရာရလာတယ်လို့ချူခံစားရပါတယ်အခုလည်းဘာဖြစ်ဖြစ်ချူရဲ့စူးစမ်းမှုလေးတွေကိုအတိမတ်ပြုတ်ပေးလာတဲ့အတွက်လည်းတကယ်ကိုဝမ်းသာပါတယ်အရှိရပြီးခဲ့တဲ့နှစ်နှစ်တာကံကောင်းခြင်းနှစ်တယ်လို့ပြောလို့ရပါတယ် းပညာလုံးလုံးတဲ့အခါမှာဘယ်လိုပြောရမလဲဝေဖန်တိုက်ခိုက်မှုကတော့ရှိနေမှာပဲချို့ကိုဘယ်တော့ပဲချို့အကောင်းမဲ့လုံနေလုံနေချို့ကိုမုန်းတဲ့သူကတော့အများရန်ဘာပေါင်းဆောင်တိုက်ခိုက်နေမှာပဲလေဆိုတော့အဲ့ဒါကိုချို့ကသူတို့တိုက်ခိုက်တိုင်းချို့ကဟိုစိတ်ညစ်ပြီးကြရှုံးနေချို့ဘာမှဆက်လုပ်လို့ရမှာမဟုတ်အဲ့တော့ချူကအလုပ်တစ်ခုပေါ်မှာချူဇလန်းတစ်ခုပေါ်မှာကာရိုက်တာကိုပဲချူကတယုတ်ဆောင်တာဖြစ်တဲ့အတွက်ဒီတယုတ်ဆောင်မှုပေါ်မှာနားလဲတဲ့သူရှိသလိုနားမလဲတဲ့သူတွေလည်းရှိရဲ့ တိုက်ခိုက်တဲ့သူတွေလည်းရှိရပေါ့နော်အဲ့ဒီပုံမှာတော့ချူကဘာမှအပြစ်မမြင်ပါဘူးနတ်ပြန်တော့ရိုက်မယ်ဆိုဒီနေ့မှလာပြောတယ်ဆိုတော့ချူကတိတ်အစင်မပြေဘူးကိုနည်းနည်းစိတ်ဆိုးတတ်တယ်ပေါ့နော်အဲ့လိုချူပြီးပြောမှချူကဘာဖြစ်လို့ဆိုတော့ချူရဲ့မှမဟုတ်ဘူးချူတို့အတအကုန်လုံးကပြင်ဆင်မှုဆိုတာရှိရလေအားလုံးနဲ့အမှတ်တရရှိပါတယ်ဒီမျိုးခိုင်လို့နဲ့တွေ့တဲ့အခါမှာလေဒီမျိုးကအရင်ရီရတယ်သူတို့ကဒီမျိုးဆိုလို့ရှင်အမှ dialogue တစ်ခုဆိုလို့ရှင်သူက လုံးဝမနာတဲ့ရည်နေတာသူရည်တဲ့ဥစ္စာကလုံးဝမရက်နိုင်တော့အဲ့ဒါဟိုရိုက်ရိုက်နေနေလို့ရက်ရက်ရက်လိုက်ရတဲ့အခါမျိုးတွေရှိတယ်သူရည်တာကိုကိုကကြည့်ပြီးတော့လိုက်ရည်တာမျိုးတွေတအမှတ်တရရှိပါတယ်ပြီးတော့အဓိကတော့ကိုနီတိုးနဲ့ပေါ့နော်အစုံစင်းနေမှာအကိုရဲ့ဒီတယောက်ဆောင်ကောင်းနေဆိုတဲ့ချီချူးစကားလေးတွေကလည်းချူးတွေ့အမှတ်တရတွေအများကြီးဖြစ်ဖြစ်ခဲ့ပါတယ်ဒီတန်းမှာတော့အဓိကကိုနီတိုးပေါ့နော်ကိုနီတိုးရဲ့ချူးရဲ့သူ့ရဲ့ ဘယ်လိုပြောမလဲတေးဥဆောင်မှုတွေကိုမြင်တွေ့ရမှာပါအဲ့မှာတော့ချူးတွေအားလုံးကတော့အပို့ပေါ့နော်နာမည်ကခန္ဓာဝင်ငတိုးဆိုတော့သူတို့အကုန်လုံးကအပို့မှအဲဒီလိုက်ဖက်မဲ့ပုံစံလေးတွေအဲ့လိုကလီထိုးပြီးရတာမျိုးမဟုတ်ဘဲနဲ့တကယ်ကိုသဘာဝကြကြဟာတာကားလေးဆိုတော့အရန်ကိုအဲသူကတော့သဘောကြတယ်အဲ့တော့လာပြီးတော့အပိတ်ကြပါလို့ပြောချင်ပါတယ်